အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့အာဆနယ်နဲ့နျူကာဆယ်တို့ရဲ့နော်စင်ကြိမ်ဘက်ကပွဲကတော့တော်တော်လေးရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေပြီဗျာနော်ဆိုတော့တော်တော်လေးလည်းကျွန်တော်တို့အာဆနယ်ဖန်တွေအားထည့်ပြီးတော့တော်တော်လေးမျှော်လင့်နေကြမှာတော့မြင်အောင်နေတယ်ဘာလို့ဆိုတော့ဗျာဟိုပြီးခဲ့တဲ့ညကပေါ့နော်လီဗာပူးကတာဒါမရှုံးခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီပွဲအားပေးရမှာကနည်းနည်းအားလျော့တယ်ပေါ့လေနော်အာဟိုအာဆနယ်ပွဲမကန်ရသေးပဲမနဲ့ရှစ်မှတ်ထိပြတ်သွားမှာပေါ့ ဆိုတော့ဒီလိုမျိုးအနေအထားတွေကနေလီဗာပူးကရှုံးတဲ့အခါမှာကျွန်တော်တို့ကနယူးနဲ့မကန်သေးပဲနဲ့ဟိုကိုဒါငါးမှတ်အနေအထားပေါ့ကျွန်တော်တို့ကနယူးပို့တာနိုင်လိုက်ရင်ဒါနှစ်မှတ်အကွာအနေအထားတီကိုတက်လန်းသွားမယ်ဆိုတော့ဒီလိုမျိုးရင်ခုန်စိတ်လို့ရှားစရာတွေနဲ့ပြည့်နှံ့နေပေါ့နော်ဆိုတော့အဲမင်းညကတော့ဒါအတင်းတော်တော်များများဒါရလက်တွေဆုံးရှုံးခဲ့တယ်ပေါ့နော်အတင်းကြီးတွေချက်စီးကလည်းဒါရှုံးခဲ့တယ်စပါးကလည်းတည်ကြခဲ့တယ်ပေါ့ United ဆိုရင်လည်းဒါ ဘရန်ဖို့ရှုံးခဲ့တယ်ပေါ့နော်ထားပါဆိုတော့အဓိကတော့ကျွန်တော်ချက်စီးနဲ့လီဗာပူးတို့ဒါအမှတ်ဆုံးရှုံးခဲ့တာကိုကျွန်တော်တို့ကပို့ပြီးတော့ဒါအမိယစုတ်ကင်နိုင်ရမယ်ဗျာအမိယယူနိုင်ရမယ်ဒါမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့စိန်ချင်းပတ်မှာကထင်တော့လွယ်ပါမလားလုံးဝမလွယ်ကူတာသိကြပါတယ်နော်ကျွန်တော်တို့ဒါအာဆနယ်ဖန်တိုင်းလည်းတိပါတယ်အော်စင်ချင်းဘက်မှာကမလွယ်လာဘူးစင်ချင်းဘက်မှာမပြောနဲ့အမရိတ်မှာဆိုရင်တော့မှကျွန်တော်တို့နျူကာဆယ်ကအရန်ကိုခတ်ခဲလာတဲ့ ပြိုင်ဘက်ပါပဲအရန်လဲအမြင်ကက်စရာကောင်းလောက်အောင်ကိုအာဆနယ်ကိုအခက်အခက်တွေ့အောင်လုပ်နိုင်တဲ့ပြိုင်ဘက်ပါပဲတကယ်ကိုဟိုကျွန်တော်တို့ EPL အသင်းတွေပါပေါ့နော်အာဆနယ်ပြိတက်တွေအနိုင်ကျင်ဆုံးအသင်းတွေမှာအခုခေတ်နောက်အခုနောက်ပိုင်းမှာဆိုကြာနျူကာဆယ်ကပါလာတယ်ဒီလိုမျိုးကျွန်တော်တို့ emotion တွေလည်းရှိတယ်ဟိုအမတ်ဘေးချန်ပီယံအတွက်ဆက်လက်အနိုင်ရဖို့လိုတယ်လို့မျိုးကျွန်တော်တို့ဖန်တွေရဲ့ emotion ရလဲနျူကာဆယ်ကိုဆိုရင်တီးစေခြင်းနဲ့ ဒါပေမဲ့လည်းကျွန်တော်တို့အာဆင်နယ်ကလည်းနယူကာဆယ်ဆိုရင်ကြောက်လန့်ကြားနဲ့ဖြစ်ဖြစ်နေတာပြောရတော့အာဒီဟောင်းနဲ့တွေ့တိုင်းအာဒီတာကဟိုနီးစနစ်ပိုင်းဆန်ရာတွေဗျူဟာပိုင်းဆန်ရာတွေကအစဟိုမတာတာအောင်မလုပ်နိုင်ဘူးမတာလုံဘူးခါလေးနေကြတော့တွားတာမျိုးကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီနေထားမှာပြောစရာရှိတာကနယူကာဆယ်နဲ့အာဆင်နယ်ဆိုတာကဗျာဟိုအသင်းအဆင့်အနေထားကဒါ level กว่าတယ်เนาะအရင်ကြီးกว่าတာမျိုးတော့မဟုတ်ဘူးကွာဒီလိုမျိုးအနေထားမှာတော့မှရလက်တွေအကြာက level ဖြစ်နေတာဒါမျိုးဆိုလို့ကျင်တာပေါ့နော်ဆိုတော့အဲ့ဒီဟောင်းတဲ့တွေ့တိုင်းအာဒီတာကမချောင်းဘူးပြောဟိုကအတင်းဝင်အတင်းဖြတ်တင်နဲ့ဟိုမမထန်ထန်ပေါ့နော် physical ဘိုင်းအသာပေးပြီးကစားလာတာမျိုးကြီးရှိတယ်ဒါမျိုးတွေနဲ့ဆိုတော့လှတော့လှနေဦးမှာပြီးတော့လဲစင်ကျင်းပဖြစ်နေတဲ့အခါမှာကသူတို့ပြိတ္တအာရုံနဲ့ကဟိုရှင်တော့ရင်ကုန်စိတ်လို့ရှာမှုရဲ့ဒါလေးအရင်ဆုံးပြောချင်တယ်ဆိုတော့ကျွန်တော်တို့အတင်းရဲ့ပုံစံနေနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့ဒါဟတ်တူခတ်မှာဆိုရင်ကျွန်တော်တို့ကစင်ကျင်းပမှာနောက်ဆုံး၃ပွဲ၃ပွဲလုံးရှုံးထားတယ် စဉ်းစားကြည့်ကျွန်တော်နောက်ဆုံးသုံးပွဲမှာတပွဲလေးတောင်တည်းမကြမထားဘူး EPL မှာနှစ်ပွဲရှုံးတယ်သူတို့အိမ်ခွန်းမှာပေါ့နော်ကျွန်တော် EFL ကမှာလည်းရှုံးထားနေတယ်ဆိုတော့ EFL ကမှာဆိုကျွန်တော်တို့မနေ့ကနှစ်ကြော်လုံးကိုရှုံးထားတာအပြတ်အသတ်ဆိုတော့ကျန်တဲ့ကျွန်တော်တို့ဒုတိယရတဲ့၃နှစ်မှာဆိုရင်လည်းအဲ့လိုမျိုးပဲဟိုဟက်တူဟက်မှာမကွေမကွာတွေအဲ့ဒီဟောင်းနေတာလေဆိုတော့စိန်ချင်းဘက်မှာအဲ့ဒီဟောင်းအောင်နိုင်နေဆိုရင်အမေရိကန်အာဒီဒါပြန်ပြီးအနိုင်ယူတယ်အဲ့လိုတော့လုံနိုင်တယ် အဲ့ဒီကလည်းညံ့တော့မညံ့အောင်ပေါ့ဒီလိုမျိုးအတချို့နှစ်နေမှာကျတော့ဒါစိန်ကြီးဘက်မှာအာဒီဒါနိုင်လိုက်တယ်အဲ့ဒီဟောင်းကကျတော့အမေရိကန်မှာလာနိုင်ပြန်ရောဒီလိုမျိုးတွေလည်းရှိတယ်ဆိုတော့ဟိုဘယ်လိုလဲဆိုတော့အာဒီဒါကတော့ဒါနှစ်တိုင်းကြီးဒီလိုမျိုးကြီးသွားနေလို့တော့မရတော့ဘူးဒါပေမဲ့ဆိုတော့ဒီနှစ်ကအဖက်ဖက်ကနေဒါလူရှင်းနေအတောင်တင်းအောင်ဖြည့်ထားတဲ့အတင်းဆိုတဲ့အခါမှာเนาะရှင်းစားကစားသမားတွေကိုလည်းထိန်းထားနိုင်တယ်ဆလီဘာဂါဘီရဲ့စားစားတဲ့ပြင်ပေါ်လေးเนาะအများကြီး ဒီလိုမျိုးကစားသမားတွေထိန်းထားနိုင်တယ်ထိန်းထားနိုင်တဲ့အပြင်ကိုရော့ကရက်တို့ A0 လို့ကောင်းတွေကိုဝယ်ထားနိုင်တယ်မာရူဂီတို့ဝယ်ထားနိုင်တယ်ပေါ့ဒါမျိုးတွေအများကြီးပြဗျာလောက်ပေးထားတယ်ဆိုတော့အခါတိုင်းကတွေးခဲ့တဲ့မြူကာဆန်နဲ့တွေးခဲ့တဲ့ပွဲတွေကရလက်တွေအတိုင်းကလက်ခံနိုင်ကြတာကတော့မရှိတော့ဘူးဆိုတော့တခုရှိတာကကျွန်တော်တို့ကအခုဒီနေရာဒီမှာ United နဲ့တွေးခဲ့တယ် Man City နဲ့တွေးခဲ့တယ် Liverpool နဲ့တွေးခဲ့တယ်ပေါ့နော်အသင်းကြီးတွေနဲ့ဒီလိုမျိုးသုံးသင်းတွေးခဲ့ပြီဆိုတော့ကျွန်တော်အားရစရာမရှိသေးဘူး တော့နိုင်အဲ့ဘွဲမှာနိုင်ဘွဲတစ်ဘွဲရှိတယ်။အဲ့နိုင်ဘွဲကတော့ဟုတ်တယ်နိုင်ရလက်အတော့ကတော့ခြေနဲ့ဆရာကောင်းပေမဲ့ခြေစွမ်းရကတော်တော်ခြေနဲ့ဆရာမဟုတ်သေးဘူး။ဆိုတော့ထားတော့ဒီခါမှာကျွန်တော်တို့လီဗာပူးကိုထားပါတော့ကောင်းနေရနဲ့ဖိနေရနဲ့ရှုံးခဲ့တယ်ပေါ့။ဒီလိုအခါမှာကျွန်တော်မန်စီးတီးကိုရောအကောင်းနေရနဲ့မနိုင်ပြန်ဘူးသိကြခဲ့ပြတယ်။အဲ့လိုမျိုးကျွန်တော်တို့ကဒါပွဲတိုင်းပွဲတိုင်းတော့ဖြည့်သွင်းနေလို့မရဘူး။ကျွန်တော်တို့ကြာပြီးခဲ့တဲ့ပွဲမှာဒါဘရာဒါတွေဟုတ်တယ်ဖြည့်သွင်းခဲ့ကြတယ်ဒါ မန်စီးရီးနဲ့အတင်မလို့ကွာ၊ဂွာကြီးရဲ့အတင်ပညာပေါ့။ဆိုတော့ဒီစိန်ချင်းဘက်မှာရောကျွန်တော်ကဖြည့်သွေးမယ်ကာဘာလုတ်ပြီးပေးချင်ရင်တော့လွယ်လွယ်လေးပဲကာဘာပေးလို့ရတယ်။စိန်ချင်းပါကဟုတ်အရင်လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်မှာရောဘလောက်ထိတာခဲ့လို့လဲဘလို့မျိုးကန်ခဲ့ရလို့လဲဒီလိုမျိုးတွေပြောရင်တော့ပြောလို့ရတယ်။နောက်ထပ်နောက်ထပ်လာမယ့်ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာလဲကျွန်တော်တို့ကဒီလိုမျိုးကတော့ပြောနေလို့ကတော့ရတယ်ဗျာပြီးမှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကရေချင်မှသူတော့ဒီလိုမျိုးတွေရှိတာပေါ့နော်။ဆိုတော့ဒီဘက်မှာက အဲ့ဒီကနိုင်ကိုနိုင်မှရမယ်ခက်ခဲမှာတော့သိကြတယ်ဒါကိုလူလုတ်ပြဖို့လိုတယ်ကျောတို့ဒီပွဲနိုင်လိုက်တာနဲ့လီဗာပူးနဲ့နှစ်မှတ်အကွာအနေထားဒီကိုအနိကဖျားပေးနိုင်မယ်ဒါမျိုးတွေလိုတယ်ဒီအခါမှာပြောရရင်တော့ကိုဖီယာနဲ့လီဗာပူးဖီယာပြန်ဖြစ်ရမယ်သူတို့ကတ်သွားပြီဆိုတော့လည်းဖီယာများပဲဒီလိုမျိုးအနေထားလေးကတ်နိုင်ရမယ်ကွာမရဖီယာရော့တာပဲဒါမျိုးတွေပေါ့နော်ဆိုတော့ဒီအနေထားမှာအာဒီဒါအနေနဲ့ဘယ်လိုမျိုးတွေပြင်ဆင်လာနိုင်မလဲ ဘယ်လိုမျိုးတွေပွဲကိုချင်းကပ်လာမလဲအခါတိုင်းလိုဒုံရင်တိုင်းပဲနီးပြွာဟောင်းကြီးတွေနဲ့ပဲအဲဒီဟောင်းကိုသွားပြီးရှင်းလာဒါမို့လဲသူ့မှာပြီးခဲ့တဲ့နှစ်တရာနဲ့မတူတဲ့မတူညီတဲ့ ticket striker တွေရှိရယ်ရော crash ရှိလာပြီအဲစည်းလိုတကယ် key player တွေရှိလာပြီပွဲတစ်ပွဲကိုအလှည့်ပြောင်းလိုက်လုံနိုင်တဲ့သူ့ရဲ့ဘောလုံးတစ်ချက်ကဘာမှမဆိုဖြစ်နိုင်တယ်ဗျအဲ့လိုမျိုး player ရှိနေဆိုလိုချင်တာကတော့ဒီဒီပွဲမှာတော့မာရူကီကဒူးတိုင်အောင်ကြောင့်ပါနိုင်မှာမဟုတ်ဆိုတော့စကားပြန်ကောင်းလာပြီဂျာရက်မှာလည်းမိနစ်60ဒီကစားခဲ့တယ်ပေါ့ ။ဒါဆိုတော့စာကပြလာပဲ။အခက်ကတော့ easy term လား။ဆိုတော့ဒီမှာကျွန်တော်ဒီညမှာထပ်ပြီးတော့ဖြစ်ဆက်ပြီးပြောချင်တာက Martinelli ကိုဒီလိုအနေထားမှာတုံးကြီးလဲတုံးလို့ရတယ်။ဘာလို့ဆိုတော့သူကယုံကြည်ချက်တအားမြင်မာနေတဲ့ကစားသမား။ဆိုတော့ဟိုးအရင်က Martinelli ကိုပြန်မြင်နေရတယ်ဗျာ။အဲအဲ့လိုမျိုးအနေထားပေါ့နော်။တုံးကြီးနဲ့တုံးလို့ရတယ်။ဒါပေမဲ့တစ်ခုရှိတာကတော့သူက flyer ထည့်လိုက်တဲ့အခါမျိုးမှာသူအဆင်ပြေပါမလားပေါ့။ဒီလိုမျိုးတော့စိုးရိမ်စရာရှိတယ်။ဒါမှမဟုတ်အဲ့လို AZ ကိုအလဲမှာထည့်ပြီး Martinelli နဲ့အဲအဲ့လိုမျိုးတွေနဲ့ အာဇူီမန်ဒီရိုက်စ်နဲ့ပေါ့ဒါမျိုးထုတ်မလားဒါမှမဟုတ်လေအိုရီကတ်တို့ကလုံးပခုံးတန်ရာလုံးကပျောက်ကင်းပြီဆိုရင်တော့အိုရီကတ်ရိုက်စ်ဇူီမန်ဒီဒီ၃ယောက်နဲ့အတူကျွန်တော်တို့အစီယောဂရက်နော်စာကာတွေမျိုးရှိမလားဆိုတော့အခုရှိတာစာကာပြန်ကောင်းလာတာကတော့ပိုတော့မိုက်တယ်ကျွန်တော်တို့မာရူကီကစာကိုစာကာနီနီအစားဝင်နိုင်နေဆိုပေမဲ့ကျွန်တော်နောက်ဆုံးဆုံးဖြတ်ချက်တွေလုပ်တဲ့အခါမှာစာကာစာကာပဲဒါမျိုးတွေကျွန်တော်အားတာချက်ရှိတယ်ဆိုတော့မနိုင်နိုင်စရာအကြောင်းတော့မရှိဘူးပြကျွန်တော်တို့နောက်တန်းဆိုရင် လုံးဝအမိုက်စားဗျာတလားတကယ်ကို special လမ်းပြန်ထွက်နေတာဗျစင်တာဘက်၂ယောက်အကောင်းဆုံးစင်တာဘက်၂ယောက်ရှိတယ်ကျွန်တော်တို့ကအဲ့ဒီ၂ယောက်ကလည်းနှစ်ချီလာများကစားလာတာအသွဲညီဆုံးစင်တာဘက်ဖြစ်တယ်ကောင်းတူးချင်းကောင်းတဲ့အပြင်ကိုအသွဲပါညီနေတာဒီလိုမျိုးနားလဲမှုကပြီးရင်ယာယာနဲ့ဒီစင်တာဘက်၂ယောက်နဲ့နားလဲမှုတွေပြောစရာမလိုဘူးဒါမျိုးတွေပြီးရင် right back ၂ယောက်ချွတ်ထွက်နေရဒီနေရာတွေမှာအဲ့လိုမျိုးကျွန်တော်ဘာလို့ မနိုင်နိုင်ရမှာလဲဒါမျိုးစဉ်းစားစရာတွေပေါ့နော်ဒီလိုမျိုးတွေရှိတယ်ပြီးရင်ကျွန်တော်တို့နည်းနည်းဆွေးနေတာကျွန်တော်ဇူဗီမန်ဒီနေရပဲအဲ့ဇူဗီမန်ဒီနေရကိုဟိုကတူနာလီတို့ဂီမာရီတို့ဘာလို့တော့အိမ်ကွန်းအားနဲ့ပါလှုပ်ချလာမှာလှုပ်လို့မရအောင်လှုပ်ချလာမှာတကယ်ဟိုအသေးရဲ့မန်နိုင်နေရမျိုးပေါ့နော်ခံစဲတိုက်ဆက်ဒီကစတင်ရစုံချက်နေရအောင်သူတို့ကအသာစီရယူလာမှာဘောလုံးပယ်မရအောင်လှုပ်လာပါဗျအခါတိုင်းလိုပဲအဲ့လိုမျိုးလှုပ်လာဖို့ကလည်းများတယ်အဲ့လိုမျိုးကျွန်တော်တို့ဘလိုမျိုးတုတ်ပြန်မလဲ အရင်ကဘလိုမျိုးအဖြစ်ရှာမယ်ဒါဒါမျိုးတွေလည်းမြင်တွေ့ရဖို့ရှိတယ်ဆိုတော့ဒီနေရာဒီမှာကျွန်တော်တို့ iset မပါလဲဟုတ်ခါတိုင်းကျွန်တော်တို့ newcastle နဲ့ဆိုရင်ကျွန်တော် iset ကြီးကအကောင်းကောင်းဒုက္ခပေးတယ်ကျွန်တော်တို့ဟိုဆလီဘာနဲ့ gabriel တွေကဟာလန်ကိုထိန်းနိုင်တယ်လို့ iset ဆိုရင်မထိန်းနိုင်ဘူးလုံးဝကိုအယုတ်ကျိုးပြပဲဗျာဒါအမှန်တရားပဲအဲ့ဆိုတော့ iset မပါခဲ့ဘူးဆိုတော့ကျွန်တော်တို့ဒါပရိတ်သတ်တယောက်ရဲ့အမြင်အရာကဒါနည်းနည်းတော့ဝမ်းတာတာပဲအဆင်ပြေတာပဲပူတော့တော့ဟို မပါလေကောင်းလေပေါ့နော်။နော်အဲ့ဒါမျိုးပေါ့နော်။ဒီဟာလီဗာပူးကိုရောက်သွားပြီဆိုတော့အဲ့လိုမျိုးခံယူချက်အဲ့လိုမျိုးစိတ်ခံစားမှုတော့ရှိတယ်ဗျ။ဤဆက်မပါတဲ့ယူကာဆယ်ကိုကမ်းမှာဆိုတော့ပိုပြီးလွယ်ကူစေးလိမ့်မယ်။ဒါပေမဲ့အခုရှိတာကစားသမားတွေကတော့လုံးဝကိုရဤဆက်မပါလဲယူကာဆယ်ကယူကာဆယ်ပဲသူတို့ကိုဒုက္ခပေးနိုင်တယ်။ဒါမျိုးဒါမျိုးထက်တက်ထားရမယ်။ ါဒါတကယ်လည်းဟုတ်ပါတယ်နော်ဒါပေးတဲ့ခံစား channel ကိုကျွန်တော်ဆွဖြစ်ဆွပြီးတော့နှစ်ဖက်နှစ်ခုရှင်ပြီးပြောတာပါဒီလိုမျိုးကြီးအဲဆိုအာဒီတာလည်းပြောထားတယ်ဤဆက်မပါတဲ့ newcastle နဲ့ပါတဲ့ newcastle ဘယ်လိုဖြစ်မလဲဆိုတော့ဒါ newcastle ကကောင်းပြီးတာပေါ့နော်ဤဆက်မပါတဲ့သူတို့မှာတခြားအာကောင်းတဲ့ကစားသမားရှိတယ်သူတို့ရဲ့ဒါစိန်ချင်းဘက်ကဒါသွားတဲ့တံပိုးနဲ့အရှင်ဟုန်တွေကပြက်ပြက်သွားဖို့မရှိဘူးပြောင်းလဲသွားဖို့မရှိဘူးပေါ့ဒီလိုမျိုးပြောထားတယ်နောက်ကတ်တို့ပါလို့ဆိုလည်းဒီလိုမျိုးပြောထားတယ်ဒါကကစားသမားတွေရဲ့ဆန်ဟိုအရာကဟုတ်တယ်ဒီလိုမျိုးခက်ခဲမှာပဲ ဒါမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ဆုံးမိတ်အမြင်တွေကပြောရရင်တော့ကျွန်တော်ကဒီပွဲမှာကအာဆနယ်နိုင်ကို အပြည့်အဝပြောပါမှာပဲဒီလိုမျိုးနိုင်ပါစေလို့လဲဆူတောင်းတယ်လွယ်တော့မလွယ်ကြောပဲတရေကြသွားရင်လည်းနည်းနည်းတော့ဟောမထူးဆန်းဘူးလို့ပဲပြောပါမှာဒါပေမဲ့ချန်ပီယံဖြစ်ချင်တော့နိုင်ကိုနိုင်ရမယ်ဒီတော့ပါပဲနောက်ဆုံးရလက်အနေနဲ့ကတော့ကျွန်တော်ဇီးတူလောက်တော့မှန်းတယ်နျူကာဆယ်ဇီးအာဆနယ်2ပေါ့ ကျေးဇူးပါပဲเนาะအစီအမင်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ app ခဲ့ကြပါအောင်လို့เนาะအားလုံးကျေးဇူးတင်ပါတယ်